ကဲအစင်သာဝရမင်္ဂလာညပါရွှေပွဲလာဒီကနေ့ရွှေပွဲလာအပိတ်တဆောင်းညွန်နေကြတယ်ရှစ်ခွေးတွေတဲ့တည်င်းတွေကိုကျွန်တော်တို့အေအေကနေထုတ်ပြန်လိုက်တဲ့အတွက်အများပြည်သူမင်္ဂလာအပေါင်းနဲ့ခန့်ညောင်းစီရင်ကျွန်တော်ကိုစီကတင်ဆက်ပေးမှာဖြစ်ပါတယ်ကဲနော်အဲ့လိုမျိုးတည်င်းတွေရရင်တို့တက်ကြွတယ်ကျဖတက်ကြွတယ်ကျဖလို့ပဲကိုရေဖုံ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 မြင်နေနော်ဟမ်ဒီမှာကျနပုံလေးပုံလေးပြမယ်ဒီမှာ ။တခုကကပ္ပစ16အနီတိုက်ပွဲတွေအတွင်းစစ်တပ်ဘက်ကလက်နက်ချတူထွက်ပြေးတူပန်းစည်းမိတူစုစုပေါင်း16ဦးရှိခဲ့တယ်လို့အေအေကဖော်ပြထားတဲ့ပုံ။နောက်တစ်ခုကတော့ညောင်ကျိုးရွာအရှိဘက်လေတာတောင်ပဝင်းကျင်အနီတိုက်ပွဲတွေအတွင်းလက်နက်ချထွက်ပြေးတူပန်းစည်းမိတူ10ဦး။အဲနောက်တစ်ခုကတော့ကပါစာ16အနီစစ်တပ်ဘက်ကလက်နက်ချတယ်တချို့ပုံ နောက်တစ်ခုကတော့အခုနာမည်ကြီးနေပါတယ်ဆိုတော့နတ်ရေကန်းဘျွာကုန်းဘက်မှာစစ်တပ်ဘက်ကတက်ကြက်မျိုးမင်းထွန်းလက်နက်ချဝင်ရောက်တဲ့ပုံလေးပဲဖြစ်ပါတယ်လို့နော်အဲအဲ့ဒီပုံနေလားဆိုတော့မဟုတ်ပါဘူးအဲ့ဒီပုံနေအပါအဝင် နောက်ထပ်တည်င်းတစ်ပုတ်လည်းဖတ်ပြပါမယ်ခဏလေးနားတော်တာဆင်ပြေးပါခင်ဗျအရကတ်တတော်အေနဲ့စစ်တပ်အကြရခိုင်နဲ့ဘကို မကွေးအေဝဒီအဆက်ဒေသတွေမှာတိုက်ပွဲတွေဖြစ်ပွားနေရစစ်တပ်ဘက်တပ်ဖွဲ့ဝင်တို့လက်နက်ချတာရှိတယ်လို့တချို့ကဖမ်းဆီးမိတယ်လို့အေကဒီကနေ့ထုတ်ပြန်ထားပါတယ်။နိုဝင်ဘာလ10ရက်ကနေ10ရက်အတွင်းကပ္ပဆာ16အနီးတိုက်ပွဲတွေအတွင်းစစ်တပ်ဘက်ကလက်နက်ချသူတွက်ပြေးသူဖမ်းဆီးမိသူစုစုပေါင်း16ဦးရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။ကိုယ်တိုင်ဗြဟ္မမြို့နဲ့ညောင်ကျိုးကျေးရွာအရှိဘက်လီလာတောင်ပတ်ဝန်းကျင်တွင်အနီးတစ်ဝိုက်အနီးနိုဝင်ဘာလ၈ရက်နဲ့၉ရက်နေ့တိုက်ပွဲတွေအတွင်း လက်နှက်ချသူထွက်ပြေးသူဖမ်းဆီးမိသူ10ဦးလို့ဆိုပါတယ်နိုင်ရေကံဘူဟာကုန်းဘက်မှာတော့နိုဝင်ဘာလ10ရက်နေ့ကစစ်တပ်ဘက်ကတက်ကြမျိုးမင်းတွန်းဟာလက်နှက်ချဝင်ရောက်ခဲ့တယ်လို့ဖော်ပြထားပါတယ်အေအော်ဒီတိုင်းတာပေါင်းမြို့နယ်အတွင်းကြေးရွာတွေမှာအော်တိုဘာလ3ရက်နေ့ကနေနိုဝင်ဘာလ9ရက်နေ့အထိဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်းစစ်တပ်ဘက်ကလက်နှက်ချသူ20နဲ့ဖမ်းဆီးခံရသူ20ကျော်ရှိကြောင်းလည်းထုတ်ပြန်ထားပါတယ် လက်နက်ချဝင်ရောက်လာသူတွေကိုစစ်တုံးပန်းဥပဒေနဲ့အညီကောင်းမွန်စွာပြုစုစောင့်ချောက်ပေးထားတယ်လို့ဖော်ပြထားပါတယ်။ကဲဒါကတော့နော်ကိုတထွေးနိုင်ရဲ့ Facebook အကောင့်မှာအီအီရထုတ်ပြန်တဲ့တင်းင်းတွေကိုတင်ပြထားတာဖြစ်ပါတယ်။ပုံနေတဲ့တကွဒီထက်ရှင်းတာမရှိတော့ဘူးနော်။ဘယ်ဆက်ယုံကအဲဘယ်တက်ဖွဲ့ကဘယ်နေရာမှာဘလို့လက်နက်ချတာအဲ့ဒီမှာဓာတ်ပုံနေတဲ့တကွနော်မျက်နှာလေးလည်းမအုပ်ထားဘူးနော်။ရက်ွက်တဲ့ရှောက်ဖမ်းလို့ရတဲ့ ကလေးတငယ်တွေကို PDF ပါလို့ညာပြီးတော့မိဘတွေခေါ်လက်မှတ်ထိုးခိုင်းတဲ့လုပ်ရက်လဲမလုပ်ပါဘူးเนาะမရွေးနိုင်တဲ့ဒူတွေကိုရှေ့တန်းကိုပို့ဖို့အတွက်လူရောင်းပွဲတော့လုပ်တဲ့လုပ်ရက်လဲမလုပ်ထားပါဘူးအဲ့တော့စဉ်းစားကြည့်ပေါ့เนาะဒီလိုမျိုးလက်နက်ချအလင်းဝင်တယ်ဆိုတဲ့ကအစင်တည်လို့လားမပြည်လို့လားကြိုက်တဲ့လောက်ဝါရဖြန့်အရှိရဖုံးအနောက်ကဖီးကြီးကအောင်းလောင်းဆိုတာဒါကိုပြောတာပါ နော်ဟာနိုင်ရကနိုင်ရကဗျူဟာစကုံးကလေငထင်းဆိုရင်အမှကျွန်တော်ပြောထားရှိတယ်နိုင်ရကဗျူဟာကုံးကအခုဒီကေးကုံးမှာကို့အဖွဲ့ရှိတယ်နော်ဒီကာကင်းမှာတိန်ထားပြီနိုင်ရကဗျူဟာကုံးကသူတို့လက်လွတ်လိုက်ရတဲ့ဟာကိုပြန်တိုက်ယူနေတာရှင်းရှင်းပြောရအောင်အဲ့တော့နိုင်ရကဗျူဟာကုံးကအနေထားသူတို့ကုံးကြီးသူတို့အပေါ်မှာတက်တယ်ထားတဲ့ဟာကြီးအဲ့ဒါကြီးကိုထွက်ပြေးပြီးတော့ပုံမပူရပြီဒါပေမဲ့သူတို့အင်အားနဲ့ပြန်ထိုးပြီးတော့ပြန်တိုက်ယူနေတာကာကင်းတွေကိုအခု အင်းနဲ့ဒီပူပေါင်းတက်ဖွဲ့တွေအကုန်လုံးပိတ်ထားတာနော်အဲ့တော့စဉ်းစားကြည့်ဗျာခင်ဗျားတို့ကိုယ့်ကိုယ်ပဲကိုချင်းစာကြည့်ကိုကစစ်သားဖြစ်နေမယ်နော်ဘလို့ဖြစ်ဖြစ်ကိုပါသွားတဲ့ဘက်ကအေးတာနေမယ်အင်းအားတွေကောင်းနေမယ်ဆိုရင်ထွက်ပြေးမလားစဉ်းစားကြည့်ပါထွက်ပြေးမလားမပြေးပါဘူးနော်အဲ့တော့အခုလို့ထွက်ပြေးတဲ့အလင်းဝင်တယ်ဆိုတာတည်းကအစင်ပြေနေလို့လားမပြေလို့လားနိုင်နေလို့လားရှုံးနေလို့လားတခါကျရင်ကျွန်တော်တို့ကလေဟိုဝါရမ်းဖြန့်နေဖြန့်နေတာအော်နေတာသူတို့ကြိုက်ကြတော့ဖြန့်မစေ ကိုတွေးခေါ်တဲ့ကိုတွေးလိုက်မယ်ဆိုရင်ပညာတတ်ဆင်ရမလို့ပဂရိအရှိတရားလေးကိုပဲရိုးရိုးလေးတွေးလိုက်ရမယ်။ဒါကြောင့်တက်ကမှပညာတတ်မှမဟုတ်ဘူး။ဟုတ်တယ်နော်။အဲ့တော့တခါကျရင်အဲ့လိုရိုးရိုးလေးတွေတခါကျရင်ဟိုလူကြီးတွေဖြည့်ရှင်းလို့မရတဲ့ပုံစံတွေခလေးတွေကတောက်လက်ချက်ဝင်ထောက်ဝင်တာနဲ့အပုံစံတခုအဖြေရွားသလိုပဲ။တခါတွေကျရင်တအားကြီးနေတဲ့အရာတွေရိုးရိုးရှင်းရှင်းလေးတွေအဖြေရှိနေပြီးသားရတယ်။အများကြီးရှိတယ်လောကမှာ။အဲ့တော့လက်ရှိဒီနေ့စစ်သားတွေဟာနော်အခုမနက်ကဆိုလဲတရင်တစ်ခုတွေ့မှာပါ။ နော်မနက်နိုင်ပိုင်းအတွင်းတူတာဘမော်မှာအာဘလို့တိုက်တဲ့ KN KN ရဘိုးတွေရဲ့ body တွေကိုတို့တို့တနင်းအောင်ပေါင်းညောင်းဆိုတာမျိုးနဲ့တင်းနဲ့တောက်ကြာကြာမတာပေါ်ရောသိရောကဲအဲ့ဒါပဲဒါပေမဲ့အဲ့ဒီဘမော်တိုက်ပွဲဟာဘမော်နိုင်တော့မယ်ဘမော်အေးစေးပါဘမော်တက်မတော့အလုံးစုံထိချုပ်နေပါပြီတောက်ချောက်ကြော်မျိုးမင်းတို့ကြော်စိုးဦးတို့ငပောက်တို့အဲ့ဒီပိုင်ရဲကိုတို့ဟိုမီးအပိန်မစနိုက်ပါစုတို့အပါဝင်အဲ့ဒီ ိုးချိုးနှစ်ရွက်ပဲပေါက်ပန်း40တအုပ်လုံးអော်ခဲ့တဲ့အဲ့ဒါကြားခဲ့ပြီမလားမဟုတ်ကြားခဲ့လားเนาะဟိုကျွန်တော်ဗီဒီယိုဖိုင်တွေကိုအတန်နေမြန်ပြီးတော့ဘယံမတာပြောအေးဝင်မှတ်တဲ့လူတွေကိုမေးတာမဟုတ်ဘူးเนาะเนาะအခုနောက်ပိုင်းမှာကျွန်တော်ဗီဒီယိုဖိုင်ရလေအခုကျွန်တော် TikTok ပေါ်တင်လိုက်ရင်မကြောက်ဝါနဲ့ကြာပြီးတော့ကျွန်တော်အဲ့ဒါ YouTube ပေါ်တော့တင် copyright ညှိပြီကျွန်တော်ဟာနဲ့ကျွန်တော်เนาะကျွန်တော် YouTube ပေါ်တင်ပြီးမကြောက်ဝါနဲ့ Facebook ပေါ်ပြန်တင် copyright ညှိပြီဘာဖြစ်ဆိုတော့ ကျွန်တော်တင်လိုက်တာနဲ့ယူပြီးတင်တာအဲ့ဒီယူတင်တဲ့လူတွေကဘာလုပ်လဲဆိုတော့သူအတန်မြန်ပလိုက်တယ်ကော်ပီရိုက်ညှိမှာဆိုတော့အတန်ကိုမြန်ပလိုက်တော့အာဒေါနဲ့မောနဲ့အသက်မရှူအဲ့ဒါကိုဘောမတွေကဘာပြောလဲဆိုတော့ဟာငစီကပူလောင်နေတာတဲ့အမရေတော်မတောက်နိုင်ဘူးတဲ့ကျန်တဲ့ဖြည်းဖြည်းပြောပါတော့ဒုက္ခပဲအဲအဲ့လိုအတန်းစားတွေပါဆိုအဲ့တွေ့ကြည့်အဲ့တော့အဲ့လိုဟာတွေကိုပြန်မပြောလဲခဲ့ပြောလဲခဲ့ဟမ်ဩကျွန်တော်ကြည့်တယ်တချို့ကမှအေးပြောပါစေတနာပါတယ်သူအဲ့လိုပဲကြော်လိုက်တယ်ကျွန်တော်နော်အဲ့တော့ ကျွန်တော်ပြောချင်တာကအဲ့ဒီလူမျိုးအာမခံခဲ့တဲ့ဘောမှလည်းဘယ်ရောက်သွားပြီလဲအဲ့ဒီဘုံဘော်တိုက်ပွဲမှာငါတို့ရဲ့တတ်မတော်ကစစ်သားဘလောက်ကြာသွားပြီလဲခင်ဗျားတို့စိတ်ရင်းကြင်ညာပေးဖို့လားဟမ်အဲ့ဒီကြာသွားတဲ့ရဲဘော်တွေရောအခု PDF တွေလုံနေအုပ်ဘူးလေးနဲ့ကောင်းကောင်းမွန်မွန်တည်တည်ချာချာဒါဟာငါတို့အတွက်အတက်ပေးသွားတဲ့တူရဲကောင်းပါဆိုပြီးတော့အဲကြံခဲ့တဲ့ဒီကြာသွားတဲ့စစ်သားတွေရဲ့အလောင်းကိုတည်တည်ချာချာမြေမြုပ်တကြူပေးမိတကြူပေးအုပ်ဘူးတွင်းပေးဒါမျိုးတွေလုတ်ပေးလာဟမ် အလောင်းတော်ပြန်မကောက်ဘူးလေတော်လိုင်းဘက်ကအလောင်းဟုတ်လားကိုတော်လိုင်းဘက်ကတယောက်ကြအောင်ရအောင်ဆွဲတယ်နော်ဘလို့မှဆွဲလို့မရဘူးလုံးဝတက်ကွင်းထဲရောက်နေတယ်ဘာမှလှုပ်လို့မရတော့ဘူးဆိုမှနောက်ဆုံးအဆင့်မှလက်လျှော့တာရအောင်ဆွဲတယ်ဘာဖြစ်လို့တန်ဖိုးထားတာအဲ့ဒါတန်ဖိုးဒါပေမဲ့မင်းတို့ဘက်မှာအဘွားတွေအတက်တွေရင်းပြီးတိုက်နေတယ်မနာကောင်ဆိုချင်းရှစ်စရာကြီးလိုင်းပေါ်တက်ပြီးဂုံစာပြနိုင်ပိုင်းမနေမှာပါပေါ်ပျော်ပြီးဘောပြည်သူတွေက ဒါမျိုးမှမပြောဘာမျိုးပြောဘာဒါပြောတဲ့ပြည်သူတွေအပြစ်မဟုတ်ဘူးလေဟမ်အခုတော့ဆိုငိုးနေပြီဟမ်အဲ့ဒီကောင်ကဖေးဘာလိုင်ယုံမန်းဆိုတဲ့အကောက်ကနေတင်တာအတောက်ကြသူ့သားတေလို့သူ့ဘလူးမှတင်းလာမမင်းနဲ့တော့တဲ့သူဝမ်းထဲကကြီးလို့ဆိုတေပေါ့မပြောနဲ့ကောက်အောင်ကပြနေပြည်သူတွေကဟမ်ရင်သာစရာကြီးစဉ်းစားကြည့်ရင်ကိုသားသေးနေတာကိုအတွက်လည်းမဟုတ်ဘူးသူတို့ပြောသူတို့တိုင်းပြည်အတွက်ဆိုလို့ချင်းဒီပြည်သူတွေကဘာဖြစ်လို့ပြောရမလဲလွဲနေလို့ပေါ့လားမဟုတ်လို့ပေါ့ဟုတ်တယ်နော်ဟုတ်မှန်းနေအဲ့ပြည်သူတွေပြောမလား အော်ဗီဒီယိုတယောက်တွေကအမလေးဟဲ့ကိုယ်တရားနဲ့တယောက်မလဲနိုင်ဘူးငါတို့သူရဲကောင်းတွေနော်ဘေးရန်ကင်းပါစေဝိုင်းစုကောင်းတွေလာအဲ့ဒါလိုမျိုး PDF ကိုအားပေးတဲ့လူနဲ့ဒီစစ်တပ်ကိုအားပေးတဲ့လူဘယ်ဟာယာခိုင်တော့များတယ်အားလုံးလည်းတိပါတယ်ပဂတိရှိတရားကိုနော်အဲ့တော့ဒီစစ်တပ်ကိုအားပေးတဲ့အတန်းသားထဲမှာကိုင်းကကျွန်တော်ပြောသလိုဟမ်ကျွန်တော်ဗီဒီယိုဖိုင်ပြန်ရယူတင်တယ်အတန်းအမြန်ဟာအမြန်ဟာမှမသိဘူးဆိုအဲ့ဒီအတန်းသားဘယ်နှယောက်ပါလဲပြောမတတ်သေးဘူး190တော့ပါရင်ပါမှာ ။ဘောက်တန်တဲ့၁၀ယောက်လောက်ကအဲ့ဒီ90လောက်ကိုဝါရဖြန့်ဝိုင်းអော်ခိုင်းနေတာ။အဲသူတို့ထိမ့်မိနေတာ။အဲ့ဒီပုံစံနဲ့ဒီកောင်ကြီးကတွားတာ။ဒါကြောင့်မို့လို့တနာမှုလည်းကောင်းတယ်။နော်ဘွားတယ်။အခုလည်းကြည့်။နော်အာအေးရဘလို့ဖြစ်တာညာလို့ဖြစ်တာအာကြောက်ဖြူမှာဘလို့ဘလောက်တွေွားပြီလေ။အေးနဲ့စတိုက်တဲ့တိုက်ပွဲရစပြီးတော့ဒီနေ့ချိန်ကြီးစစ်သားဘလောက်တွေဝါပြီလဲရဲဘလောက်တွေဝါပြီလဲတိရကြတာမတိရပါဘူးဒုက္ခိတဘလောက်ဖြစ်သွားပြီလဲအဲ့ဒီဒုက္ခိတတွေ ဘယ်ရောက်ကုန်ကြလဲဘာတွေကူညီပေးထားလဲဟမ်မဟုတ်ပြည်သူကိုတို့ပြည်သူကိုမကြင်ညာရင်နေတော့မင်းတို့စစ်သားချင်းချင်းရောကြင်ညာထားလားငါတို့ကတော့အပြင်လူဆိုတော့ခင်ဗျားပြောစန့်ကျင်တဲ့ဘက်မှာနေတယ်နောက်ပြီးတော့ပြည်သူပြည်သူတော်မှာရိုးပြည်သူမဟုတ်စန့်ကျင်တဲ့ဘက်မှာရက်တည်တဲ့ပြည်သူဖြစ်တဲ့အတွက်မင်းတို့ရဲ့ကြင်ညာချက်တွေကိုမတိရဘူးဆိုထားဒါမှန်တယ်ငါတို့မတိရလို့လည်းဘာမှမဖြစ်ဘူးဟိုမင်းတို့အနေနဲ့ပြောမယ်ဆိုတော့မင်းတို့စောက်စိတ်ဆရာမလို့ငါတို့ကိစ္စဒါပေမဲ့မင်းတို့အချင်းချင်းကိုပြောပြရရှိတာ ဟမ်ငါတို့အာနာတိန်လိုက်သေးကငါတို့တက်မတော်သားတွေဘလောက်ကြဆုံးသွားပြီဘလောက်ဒုက္ခိတာဖြစ်သွားပြီအိုးမဲ့အိမ်မဲ့ဘလောက်ဖြစ်သွားပြီရန်သူလက်မှာတုံမန်းမိဘဝနဲ့ဘလောက်ဖြစ်သွားပြီထွက်ပြေးသွားတာဘလောက်ဖြစ်သွားပြီအဲ့ဒီစည်းရင်းတွေကိုမင်းတို့ချပြဘူးလားဘယ်ချပြမလဲချပြရင်စောက်ချက်တွေပွဲမအောင်အကုန်လုံးရှိတဲ့လူတွေပါလက်နဲ့ချကုန်မအောင်ဘာလို့ဆိုတော့သေတဲ့ကိန်းကနန်းအေးအေးမာနေတောင်းတဲ့ချီတည်တာရခိုင်ပြည်နယ်တစ်ခုတည်းတည်းစစ်သားတောင်းတဲ့ချီကုန်သွားပြီနော်အဲ့ဒါအပေါ်မဟုတ်ဘူး စစ်မှုထမ်းအပတ်စဉ်20ထိကျော်သွားပြီအဲ့ဒီမှာရှိတဲ့ရဲဘော်ဘယ်လောက်ကြံနေတယ်အဲ့ဒါအဖြေပဲအဲ့တော့ရင်နာစရာကြီးဒါတွေအားလုံးကတိုင်းပြည်အတွက်လည်းမဟုတ်ဘူးတိုင်းပြည်အတွက်မဟုတ်လို့ဒီကောင်တွေသိပြည်သူသားပြောတာပေါ့ဟုတ်တယ်နော်လူတစုကောင်းစားရေးအတွက်အာဏာရရေးအတွက်အဲ့ဒီလူတစုကောင်းစားဖို့အတွက်ကိုဒီကောင်တွေကအတက်ပေးတယ်ဘေးရကောင်တွေကလော်ပေးတယ်ဆိုတော့ဒီစစ်တပ်ထောက်ခံပါတယ်ဆိုတော့အဲ့ကျော်မျိုးမင်းတို့ကျော်စိုးဦးတို့နော်ငပောက်တို့ဒီ ပန်ရဲကိုတော့အဲ့ဒီလက်ပစုပ်စာကောင်းလေးဟာတတ်မတော်တကယ်ချစ်တာလားတကယ်ချစ်တာဆိုရင်ဝိနည်းကကျွန်တော်မေးတယ်လို့သူတို့မေးရမယ်ဟာငါတို့တွေကတော့ပေးနေကွာငါတို့တတ်မတော်သားတွေအကြဆုံးဘယ်လောက်ရှိနေပြီလဲအကြံမင်းခဲ့တဲ့ဒုတိယဖြစ်သွားတဲ့ကြံမင်းခဲ့တဲ့မိသားစုတွေအခုတော့သူ့အဖေရစစ်သားဆိုရင်သူ့မသားသမီးရှိရင်ရှိမယ်မယားရှိရင်ရှိမယ်အဲ့တော့ကြံမင်းခဲ့ကလေးတွေအစင်မ်းပြည့်ရတာငါတို့တွေဘာကူညီကောင်းမလဲအကျွန်တော်တို့ဆိုရင်ဒီမှာဒီတနေ့နိုင်တိုင်းရထိခဲ့ဒဏ်ရာရတဲ့ရဲဘော်တွေကိုထားတဲ့စစ်ဖောက်ရှိတယ်ဒါကျွန်တော်ဆိုလတိုင်းထောက်ပံ့တဲ့ရိတ်ခါတယ် နော်ကုံစိမ့်ကုံချောက်ရအောင်ရှာပေးတယ်နော်အဲအဲ့လိုမျိုးတွေဘာလို့ဆိုတော့ကိုယ့်ဘက်ကထိခိုက်သွားတဲ့ရဲဘော်တွေအတွက်ကိုပြန်ကြည့်နိုင်တော့ကြည့်ပေးရမယ်နော်မျက်လုံးမမြင်တဲ့ရဲဘော်တယောက်ဆိုလက်စင်ကျွန်တော်ဘတ်၄000ထောက်ပတ်တယ်နော်အဲ့လိုမျိုးတွေအဲ့မင်းတို့ဘက်မှာအဲ့လိုမျိုးရှိတယ်မမတိလို့မေးတာပါနော်မတိတကယ်တကယ်အပြုတော်ဆောင်ကြီးမေးတာမတိလို့မေးတာအဲ့လိုလှုပ်ပေးတဲ့လူရှိလားအဲ့လိုမျိုးကြည့်ရှုတဲ့လူရှိလား အဲ့လိုမျိုးကြီးညာပေးဘူးလားငါတို့ PDF တွေဘယ်လောက်ငါတို့သို့ဆိုရင်ရရလေတိုင်ရင်တက်ဖွဲ့ကတို့ဒီနေ့တိုက်ပွဲမှာဘယ်လောက်ကြာလဲစသဖြင့်ဒါမျိုးတွေပြောတယ်လေဟမ်အဲ့လိုမျိုးပြောလားငါတို့ကပြောတယ်ငါတို့ချင်းသား live ပေါ် public ကမပြောရင်ဒီတိုက်ပွဲမှာကျွန်တော်တို့အကြအဆုံးဘယ်လောက်ရှိတယ်ဘယ်လိုရှိတယ်အဲတိုက်ရင်မှုတက်ဆိုင်ရာစသဖြင့်မင်းတို့အဲ့လိုပြောပြတာအဲ့ဒါအဖြစ်ပဲနော်အဲ့တော့နွားကြမခံကြပါနဲ့အတက်တီဘဝတွေတန်ဖိုးရှိပါလေစစ်သားတယောက်ရဲ့အတက်ဟာအင်မတန်တန်ဖိုးရှိတယ် နော်ရဲတယောက်ရဲ့အတက်ဆိုတာလေတန်မှုရှိကြပဲဒါပေမဲ့အဲ့ဒီစစ်သားတွေရဲတွေကိုဒီတိုင်းပြည်အတွက်တန်ဖိုးပဲ့အောင်အတုံးဝင်အောင်စီစဉ်လှုပ်ဆောင်မဲ့ခေါင်းဆောင်တွေကိုကျွန်တော်တို့ရွေးထုတ်ကြမှာဒီလိုစစ်သားတွေရဲတွေတန်ဖိုးရှိတဲ့စစ်သားတွေရဲတွေကိုအတက်ကိုချက်ကလေးညက်ကလေးလို့နော်သူတို့ဘဝကောင်းဖို့အတွက်အဲ့ဒီအတက်တွေကိုချနင်းတဲ့កောင်မျိုးတွေကိုကျွန်တော်တို့လက်ခံလို့မရဘူးဒါလေးကိုအားလုံးတိစေခြင်းနော်အဲ့တော့အခုအေရဲ့ထုတ်ပြန်တွေ့တယ်နော် အရှိမဖုံးတုံးထောင်ပြီးတော့ဘယ်နေရာမှာဘလောက်မပြောကောင်းဘူးနော်ဓာတ်ပုံနဲ့လူပုံနဲ့မျက်နှာနဲ့မဟုတ်ထားဘူးနော်တိုက်ရင်တက်ဖွဲ့နံပါတ်တတိတိကျကျပြောပြတယ်အဲ့ဒါရှင်းတာမရှိဘူးနော်အဲ့ဒါဖြေပဲအဲ့တော့မြင်အောင်ကြည့်ပါကိုဘဝဘယ်ဘဝရောက်နေလဲနော်ဒါလေးကိုတွေးနေချင်ပါလေတိုင်းပြည်ကအရန်နာနေပါပြီတိုင်းပြည်နာတယ်ဆိုတော့ပြည်သူနာတာပါနော်အာနာယူတွေအခုမင်းအောင်နိုင်ရတော့မင်းအောင်နိုင်ပါဝင်လက်ရှိအာနာသိန်းသားကောင်တွေတို့ကနောက်ဆုံးမှာမဟုတ်ဘူးလေမှားနေတယ်လို့အခုတို့ကမှားနေတယ် ်နော်သူတို့ကိုယ်တိုင်မှားနေတယ်တိတယ်ဒါသူတို့နောက်ဆုံးမလားအဲ့ဒါကိုတွေးငါ့ကိုအမိတ်ပေးနေတဲ့ဒူတွေဟာငါတို့ကိုအမိတ်ပေးနေတဲ့ဒူတွေဟာအရှိတိုးနောက်ဆုံးလို့ရတဲ့ဒူတွေလားဒါမှမဟုတ်ရှေ့ကိုပဲတိုးမှရမယ့်လူမျိုးတွေလားဒါတွေကိုလည်းတွေးအရှိကိုပဲတိုးမှရမယ့်လူမျိုးတွေကမင်းတို့သေသေးမသေးသေးရှေ့ကိုပဲတိုးမှပဲမင်းတို့ငါးတောင်ရှိတဲ့က तू ကအရှိတိုးကိုအမိတ်ပေးတာတပြည့်ပြည့်နဲ့သေးတာလေလေးတောင်လေးတောင်ကျန်တဲ့ရှေ့တိုးကိုအမိတ်ပေးမှမယ်နောက်ဆုံးပေသွားတဲ့အဲ့လေးတောင်လုံးတယောက်ပဲကျန်တဲ့အဲ့တယောက်ကိုလည်း तू ရှေ့တိုးခိုင်းမှပဲ ဘာသူတို့မှနောက်ဆုံးလို့မရတာဘူးဟုတ်တယ်နော်သူတွေးတယ်ဆိုတော့အဲ့ငါမျိုးတွေးရတယ်သူတို့မှနောက်ဆုံးလို့မရတဲ့ဟာကြီးကိုနောက်ဆုံးလို့မရတော့အသေးခံတိုင်းမှာပေါ့ရှင်းရှင်းလေးဟာကြီးကိုဒါကြီးကိုအသေးခံပြီးတော့အဲဘွားတွေပြက်ကြံမင်းကလည်းမိသားစုလည်းဘွားပြက်သေဝိုင်းနဲ့ပြည်သူပြောအေးမနှက်ကကြည့်ဟမ်ဘမောဘမောမနိုင်ပိုင်းတွင်ဂုံစာပြတယ်နိုင်ပိုင်းတွင်သေဝိုင်းအာတတိုင်းပြီးလို့ဝိုင်းပြီးလက်ကုတ်တီးပို့လေးတင်းစင်းသားကြီးရင်မနာကြဘူးလေအဲ့ဘွားကြီးတွေ။ဒါကြောင့်မလို့မင်းတို့စစ်သားတွေရဲတွေကိုပြောတာ အုံနောက်တွေနဲ့တွေးပါအမှန်တရားကိုတွေးတယ်မြင်တယ်ဆိုရင်မင်းတို့စစ်သားရောက်ကြရင်မာကြီးတနတ်ကင်ကြီးရှင်ပြစ်နေတဲ့ကောင်ကြီးဟာကြီးကိုအမှန်တရားတော့မမိုက်ရဲဘူးလားလှုပ်ဆန်းပါတိုင်းပြည်နားနေပြီအလုံးအပြောင်းလဲနေအခုနေတာစစ်ဖို့ဂျုတ်တွေဥဆောင်ပြီးတော့မင်းအောင်နိုင်ကိုဖမ်းပြီးအာဏာသိမ်းစစ်တပ်ကိုစစ်တမ်းလဲခေါ်ပါနော်ဘလောက်ပိတ်ခါရှိလိုက်မလဲတိုင်းပြည်တဲ့ဘလောက်ငြိမ်းချမ်းလိုက်မလဲဟမ်ဒီအဲ့လိုလှုပ်တဲ့စစ်ဖို့ဂျုတ်ကလည်းတကယ်မြန်မာပြည်ရဲ့ကက်တင်ရှင်ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ဝန်ကြီးဖြစ်သွားအောင်မယ်နော် တိုင်းပြည်ကလည်းချက်ချင်းနိုင်ပိုင်းတွင်ငြိမ်းချမ်းပါမှာဒီစစ်တပ်ဒီစစ်တပ်ကစစ်ရေးလှုပ်ရှားမှုမလုပ်နိုင်တဲ့ဒီတိုင်းပြည်အခုချက်ချင်းငြိမ်းချမ်းပြီကဲဘယ်တော့ကောင်းမလဲဒါမျိုးတွေမဖြစ်တော့ဘူးလို့လည်းပြောလို့မရဘူးဘာဖြစ်လို့လဲစစ်တပ်ထဲမှာလည်းအတိတရားရှိတဲ့စစ်ဘိုလ်တွေစစ်ရာရှိအကြက်စစ်စစ်တွေအများကြီးရှိတာပဲနော်အဲ့တော့ကျွန်တော်တို့ပြောချင်တာကတိုင်းပြည်ကတအားနာနေပြီတည်ရဲလို့ရှေ့တန်းမှာတော့တနက်ကင်ပြစ်နေတာပဲအမှန်တရားကိုတည်ရဲတန်းနေတော့ငြိမ်မခံနေကြပါနဲ့ နော်ဒါလေးကိုပဲပြောချင်ပါတယ်နော်အဲ့တော့လောလောဆယ်ရက်ခိုင်ညီမာတော့မုတ်ဟင်းကားတွေဘလူပြန်းနေတာမြင်းတဲ့အတိုင်းပါပဲနော်အဲ့တော့အဲဘာနေနိုင်ကန်ရေခဲပါလို့ကြောက်ဖြူရေခဲပါလို့អော်တဲ့လူတွေခေါ်ပြလိုက်ပါနော်ရေခဲမဟုတ်တော့ဘူးအမှရေလွေးစုပ်ပြီးတို့မင်းတို့ဘာတောင်းဝင်ယူမလဲလို့နော်မင်းကြည့်ပါလားဒီပဲ